ညမြန်မာကျူစမှုတွေတွေ့ခဲ့ကြသလိုအင်ပီနယ်မှာလည်းကျူစမှုတွေအများကြီးတွေ့နေရပါတယ်။အာဟာဒီစဉ်ပြဒီသူတွေအားလုံးရဲ့ခွန်အားတွေပဲဖြစ်ပါတယ်။အားလုံးပဲလူတွေကိုကြည့်ပြီးတော့ခွန်အားယူလိုက်ကြအောင်ဗျာ။ Alright, type way. Yeah, on way at CIA, UPDF.

I got facts over facts over tracks. This and that, spitting slow, spitting fast. I could roast, I could gas. Think I'm okay at last, but I don't know if that can erase all the past and the pettiness. A reflection of the emptiness. Hilarious, you think you're worth my time? You're delirious, mysterious. Because you are behind a fake exterior, interior. You know I'll always be a bit superior. Get off of me, this ain't no humble brag. I want you to hear words, you can say them back. I want you to feel free from the chains at last, and to believe in what you got. It was built to last, yeah. ဒီမျိုးကျူစွမှုမှာတော့စိတ်မကောင်းစရာတစ်ခုကတော့ကြာဆုံးသွားတယ်ဖြစ်တဲ့ရေပေါ်ကြီးရဲ့စပုံလေးတွေကိုပါအလုံးအားဆဲလာပြီးတော့ဒီရဲ့ရှင်ကိုပြန်တမနာတော့သိရှိရပါတယ်။ဒီကတော့အောင်းရဆိုရင်အဲဒီဟာသူရဲ့ကောင်းပြေအန်ဘာဂယ်ပါတယ် make a statement. I'm gonna learn the consequence of being incompetent. Mental health is confidence, dreams and some modestness. I'm not here to save the day, that's for you to take away. I could play a million mind games, but instead I say something not illogical, something that is topical. Rub it on and watch it go. Make yourself unstoppable. Dreams are irresponsible, but they're always possible if you just believe could be so remarkable. Thoughts in my head, a collage and they spread. I'll be great one day, going off of my meds. No, I'm not giving up, no, I'm not giving in. I will make it to the top, taking off in the wind. I gotta make it. I'm saving every day to taste it. I'm patient, but my mind, it can hardly take it. I'm chasing a dream that I've had for several ages of bacon. Modern kingdom for the taking. Now that I've been put through hell, I never got anyone's help. I had to do it all myself never slow up. No, I don't take shit. I got no love for the fakeness. If you wanna play tough and wanna hate this, I'll always show up and make a statement. I don't ever slow up. No, I don't take shit. I got no love for the fakeness. If you wanna play tough and wanna hate this, I'll always show up and make a statement. I don't ever slow up. No, I don't take shit. I got no love for the fakeness. If you wanna play tough and wanna hate this, I'll always show up. Oh. Gracias. 门打，门打。我一看呀，直接炸了，老哇塞，他妈搞，咱们都过不去了。 အခုမှမဟုတ်ဘူးဥပါဆိုရဲမွေးရဲကတက်မတက်ဒီနေတက်မတော်ဝင်းရံနေရခိုင်မှာလည်းတက်မတော်အေးအေးလေးကဝင်းရံထားတာပုံထင်လို့ထင်နေဆိုအလွဲဘာသာရေးတွေဖြစ်ကုန်အခုကျတော့အဲ့ဒီလူတဲ့ဟာတွေကကို့တဲ့ဟာတွေဖြစ်ကုန်တာအဲ့စိန်တွေအဲ့ရွှေတွေကကို့တတ်တာတွေဖြစ်ကုန်တာနောက်လူရဲ့လူကြပေါ့လေအဲ့ဒါပဲဘုန်းကြီးတို့တော့ပြောခြင်းလားတင်ပါဗျာ အားလုံးပဲမင်္ဂလာပါကိုကျက် Revolution Reaction Channel လေးကပြန်လည်ကြိုဆိုင်ပါတယ်ဒီလူတွေကို reaction မလို့သွားပြီးခင်မှာတော့ယနေ့ဒီဇင်ဘာလ15ရက်နေ့တနင်္ဂနွေနေ့မနေ့ပိုင်းထိနောက်ဆုံးရရှိတဲ့သတင်းချို့ကိုဖော်ပြပေးတော့မှာဖြစ်ပါတယ်ဒီကောင်းဆောင်များက၎င်းတို့ဤကိုကျိုးစည်းဝါအတွက်နိုင်ငံတော်အာဏာကို မတရားသဖြင့်အတင်းအဓမ္မတည်ယူထားဒီမှာနေ့မှာဆိုရင်တော့အောင်434ရက်ပါတယ်မနိုင်ငံတော်ဝန်ဒီကောင်းစီစစ်ခွေးတည်ဆုံးမှုစီရင်မှာတော့တခိုင်းပြည်နယ်တောင်ကုန်းမြို့မှာတော့အသေးများပါတယ် ဘိုးတိုင်းမင်းလားမြို့နယ်မှာ6ကောင်းဘိုးတိုင်းညောင်လေးပင်မြို့နယ်မှာ9ကောင်းဘိုးတိုင်းလက်ပတန်းမြို့နယ်မှာ4ကောင်းမန္တလေးတိုင်းမြင်းကြံမြို့နယ်မှာ2ကောင်းဒကိုင်းတိုင်းကျွန်းလာမြို့နယ်မှာ2ကောင်းဒကိုင်းတိုင်းမုံရွာမြို့နယ်မှာတော့တဦးကိုအရှင်ဖမ်းမိပြီးတော့ဘိုးတိုင်းလက်ပတန်းမြို့နယ်မှာတော့အီဒီယာရဲဘော်တဦးစိတ်မကောင်းစွာဖြင့်ကြာဆုံးခဲ့ရကြောင်းသိရပါတယ်ဒီနေ့မှလည်းသတင်းကောင်းတွေများစွာရှိနေသလိုကြီးစရာကောင်းတဲ့သတင်းတွေလည်းပါနေတာကိုတွေ့ရှိနေရပါတယ်ဒါတွေကတော့ပထမဦးဆုံးသတင်းတစ်ပုဒ်မှာတော့ နောက်ပိုင်းတိုင်းစစ်ဌာနချုပ်နဘခနှင့်မြို့များစက်တိုက်သိမ်းပိုက်နေသောအခိုင်တက်တော်အေအေကိုလက်နက်ကင်လမ်းစဉ်ကိုလှုပ်စွန့်လွပြီးလမ်းကြောင်းမှန်ပေါ်ကိုမြန်ဆုံးတက်လာရန်အာနာသိန်းစစ်ကောင်းဆောင်တစ်ရှုံမင်းအောင်လိုင်ကတိုက်တွန်းလိုက်ပါတယ်။ဒီနေ့ဒီဇင်ဘာလ15ရက်နေ့၌ကြာရောက်သောနေ့90ပြည့်ရခိုင်ပြည်နယ်နေ့အခမ်းအနားသို့ပေးပို့သည့်တဝင်လာမှာအာနာသိန်းမြန်မာစစ်တပ်ခေါင်းဆောင်တစ်ရှုံမင်းအောင်လိုင်ကတိုက်တွန်းပြောဆိုခဲ့ခြင်းဖြစ်ပါတယ်။2023ခုနှစ် အော်တိုဘာလကစတင်ခဲ့သည့် MNDA, EALA, AA တို့ကြောင့်ပြည်သူများ၏အကျိုးစီးပွား၊ဧနေ၊အမှုဆိုးရစေခဲ့ပြီးနိုင်ငံရေးကိုအကြောင်းပြပြီးလွဲမှားသောယူဆများဖြင့်အကြမ်းဖက်လုပ်ရမျိုးကိုလှုပ်ဆောင်နေကြခြင်းဖြစ်ကြောင်းမင်းအောင်လိုင်ကအလောင်းပြောဆိုပါတယ်။အားကြောင့်အာတီဆုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင်ရှောက်လန်းရန်နှင့်လက်နက်ကင်နီးလန်းများဖြင့်မိမိတို့လူလားချက်ကိုတောင်းဆို၍မရနိုင်ပဲနိုင်ငံရေးစပွဲဝိုင်းတို့သာလာပြီးရင်းကျန်းစွာဖြည့်ရှင်းသောနည်းဖြင့်သာပြည်ပခါများကို အေးလဲစီနိုင်မည်ဟုမင်းအွန်လိုင်းကထပ်မံပြောကြားလိုက်ပါတယ်။ထို့တော့လဲမြန်မာစစ်တပ်ကနိုင်ငံအာဏာကိုမတရားသိမ်းပိုက်ထားပြီးနိုင်ငံရေးတွင်ပေါ်ဝင်စွပ်ပတ်နေရမြန်မာပြည်သူလူထုဒီမိုကရေစီအင်အားစုများနဲ့တော်လိုင်းတပ်ဖွဲ့များကတော့လုံးဝလက်မခံတာဘူးတော့နိုင်ငံလုံးပါတယ်။အခိုင်တတော် AA သည်တခိုင်းပြည်တွင်စစ်ကောင်စီမြန်မာစစ်တပ်ကင်းစင်ရင်အတွက်နေ့စဉ်နဲ့မျှတိုက်ခိုက်နေပြီးမျိုးများကိုလည်းဇက်တိုက်သိမ်းပိုက်နေကြောင်းလဲအားလုံးဒီမှာပါ။အခုတော့မင်းအွန်လိုင်းအနေနဲ့စစ်ဘဲတိုက်ရတော့မလို့ ငင်းကြင်ပဲဆွေးနေရသောမျိုးနဲ့အယူမီးပိုင်းတဲ့ဘဝကိုတောင်းနေတာတော့သေကြပါပဲညတော်အိမ်ပျော်နိုင်တဲ့ဘဝတွေတချိုးတော်ရေလို့မရတော့ဘူးဆိုပဲသတ္တိတမွာတော့ဘကိုးတိုင်းရေတာရှိမျိုးနဲ့စစ်တောင်းမြေအခြေရှမ်းကြီးတတော်ကုန်းကြီးရဘက်ကိုစစ်ကြောင်းထိုးလာတဲ့တိကောင်စီတအားနှစ်ရက်ဆက်တိုက်ခိုက်ခဲ့ရတိနာ၍တက်ဆုပ်သွားတယ်လို့နေပြည်တော် PDF တောင်းတရင်ကိုတုံညတ်တမတရင်မှုကပြောထားပါဗါတယ်တိကောင်စီအဖွဲ့ရှိရနေပြည်တော်နေမိုင်90ခန့်ကွာဝေးတဲ့စစ်တောင်းမြေအရှိဘက် ရွာတိကြီးရွာမှာထိုင်ချတာတဲ့စစ်ကောင်စီတပ်မအင်အားတရာခန့်ဟာဗရောက်ကုန်းကြီးရွာကိုဒီဇင်ဘာလ12ရက်နေ့ညပိုင်းတည်းကစစ်ကြောင်းထိုးလာခဲ့တာကူပေါင်းစစ်စင်ရေးဖွဲ့တွေကလက်ဦးမှုယူစောင့်ကြိုတက်ခတ်ခဲ့တာလို့ဆိုပါတယ်စစ်စင်ရေးအတွင်းဘိုင်းဆွဲ၍လက်နက်ကြီးလက်နက်ငယ်များဖြင့်ဥစွာပစ်ခတ်တက်ခတ်ခဲ့ပြီးတိုက်ပွဲချိန်မိနစ်60ခန့်ကြာမြင့်ကစစ်ကောင်စီတပ်ထိနာခဲ့တယ်လို့တရင်ကိုယ်စုံညာတရင်မှုကပြောပါတယ်ကဲနေပြီးတော့ထိနာထိရောက်နေပါပြီနော်နေပြီးတော့နားမှာအချလဲမှာလဲဤသူတော်လိုင်းဖွဲ့တွေဝိုင်းဝန်းနေတာကတော့ မင်းအောင်လိုင်းတွေတော့မျက်ခုံးလှုပ်ဆရာပါပဲ။နောက်ထပ်ဒီနေ့ပုံမှာတော့သခိုင်းတိုင်းခလေးမြို့ရှိစစ်ကောင်စီမြောက်တက်ကချင်းတောင်ကြီးတို့ပြစ်ခတ်နေသောလက်နက်ကြီးကြီးများလူရွက်ကွက်တွင်ကြာရောက်ပောက်ကွဲပြီးရဲသားလေးဦးထံရရှိခဲ့ပါတယ်။အေးဒီလက်နက်တက်မှာရှိတဲ့မြောက်တက်ရင်းကကောင်တွေကိုလည်းအမြန်ရှင်းရမှာပါ။ဒီကောင်တွေကရန်တမ်းပန်းတန်းနေစဉ်မြတ်ပြစ်ခတ်နေတာဖြစ်ပါတယ်။လုံးဝကိုပြစ်တံကြီးမားတဲ့ကောင်တွေဖြစ်ပါတယ်။နောက်ထပ်ဒီနေ့ပုံမှာတော့ရန်ကုန်မန္တလေးမြောက်ဦးနဲ့အုတ်တွင်းမြို့ပေါင်းဝင်မြို့နယ်များမှာတော့ နေအိမ်များပေါ်ထိတက်ပြီးလူငယ်တွေကိုစစ်တပ်ကစစ်မှုထမ်းရန်ပေါ်တာဆွဲဖမ်းဆီးမှုတွေဖြစ်ပွားနေပါတယ်။ဒါကြောင့်လူငယ်များနေဖြင့်အထူးဂရုပြုပြီးတော့နေထိုင်ကြဖို့လည်းလိုအပ်ကြောင်းကိုဒီနေရာကနေအသိပေးလှုံ့ဆော်လိုက်ပါတယ်။ဘာဘယ်လိုသွားမလဲဆိုတော့လက်သက်ရှိပါတယ်။အဲ့တော့သိကျင်တော့မရခင်ကြားနေဝက်ဖက်ဒါပဲရှိတယ်။ခမရ346ကတော့အေးလက်ထက်ရောက်သွားပါပြီ။ကဲအေးရဲ့လုပ်ငန်းစဉ်တွေကိုသိနေရဆိုတော့ဒီကောင်ကတချို့ဖြစ်မယ်။ဒီကောင်ကဖရဲသည်ကဲစစ်တက်ကကောင်နေမင်းတို့ကောင်နေတော့ဖရဲသည်ကြော်မျိုးမျိုးအမြန်ထိန်ချုပ်ဖို့လိုနေပြီနော်။ဒါ စတရနေတွေရောက်တယ်လို့ကျွန်တော်သိရတယ်စတရနေတွေကစတရနေညတွေကခါလာက3 4 6ပေါ့နော်ပါသွားပြီတဲ့ကျွန်တော်သိရတယ်ပါသွားပြီတဲ့ဆိုတော့ခါလာက9လေးလေးကျန်တယ်9လေးလေးကျန်တော့9လေးလေးရအောင်ဆိုတော့9လေးလေးကလည်းပွင့်လင်းပြောရခုကျွန်တော်သိရသလား9လေးလေးကလည်းအဲကျွန်တော်ဒီနေ့ဒီညဆိုတော့ပါတော့ပြီသူမှမနက်ဖြန်တော့သူပါတော့ပြီပါတော့9လေးလေးလည်းချင်းမကောင်းဘူးတကူ9လေးလေးလည်းချင်းမကောင်းဘူးတဲ့ဒါပေမဲ့အဲ့ဆိုတော့စက်ခက်ခ9တော့ကျန်ပါမယ်တဲ့ဆိုတော့9လေးလေးကဘာလို့မကောင်းလဲဆိုတော့9လေးလေးက तू က ဘာနဲ့သွားတူလဲဆိုတော့ဒီဘာချားမှာသွားကြည့်လို့ဆိုတော့ခုန3 6 3 6ထဲမှာ AA တွေအပြည့်ရောက်နေပြီတဲ့ AA တွေအဖွဲ့တွေ3 6ထဲမှာเนาะသူတို့ရပါတော့3 6ထဲမှာ AA တွေအုံနေချင်းတွေရောက်နေပြီတဲ့အဲ့တော့ပြီးတော့ဟိုဘက်ကရိတ်သားကြီးနဲ့ရိတ်သားကြီးနဲ့3 6ချောက်ကြားမှာငါးလေးလေးရရှိတာရှိတော့ဝိုင်းပြီးတော့ပြင်းတာပေါ့ဝိုင်းပြင်းတော့ငါးလေးလေးရတူလည်းမခံနိုင်ဘူးတောင့်ခံနေရတယ်အခုငါးလေးလေးရဘယ်နေရာလဲကြံခဲ့လို့ဆိုတော့ငါးလေးလေးရဒီဘိုးခဲဘိုးကင်းဘိုးကင်းလဲအခု ခံရလို့အကုန်လုံးထိပြီးကျေမွသွားပြီနောက်တစ်ခါဓမ္မယုံပဲဒီအစားဆုံးပါဗျာကျွန်တော်တို့ပြောရတယ်မောပါတယ်နော်အဲ့တော့အဲ့ဒီငားလေးလေးမှရှိတဲ့တကယ်ဟိုလူမျိုးဆောင်လို့ရိတ်တာကုန်းလို့စသဖြင့်အဲ့ဒါအကုန်လုံးကုန်ပြီမင်းကမောပဲမောနေရမင်းအောင်လည်းဟောဟိုက်ဟောဟိုက်ဖြစ်နေပြီဟိုဟောပြသွားပြီတဲ့ကုန်သွားပြီဆိုတော့ငားလေးလေးကြဖို့များပါတယ်ငားလေးလေးမှရှိတဲ့စစ်တီတွေရဲမီတွေနဲ့ဟိုတကြီးဘော်တွေကလေးတွေကတော့ပွင့်လင်းပြောရင်တော့စစ်ကူမျောရင်းနဲ့ပဲနောက်ဆုံးတော့တစ်ခွက်အောင်မဲ့သဘောရှိတယ်တက်မတော်လေးရဲ့လေးတက်က လာပြီးတော့ပြစ်ကူပြစ်ပေးတယ်ပြစ်ကူပြစ်ပေးတယ်လို့ပြောနေပေမဲ့အဲ့ပြစ်ကူတွေကလည်းထိရောက်မှုအားနည်းတယ်လို့ပြောပြရစီကျွန်တော်အပြည့်ဆုံးမပြောချင်ပါဘူးဒါလောက်ပဲပြောချင်တယ်ဘာလို့ဆိုတော့ကျွန်တော်အမှအဲ့ဒီဟာကိုအစ်ဒီအတိအကျကြီးကျွန်တော်မပြောချင်ဘူးဘာပြောလိုက်မကောင်းဘူးကြပြောလိုက်မကောင်းဆိုတာစိတ်မကောင်းကြဖြစ်နေဖြစ်ဖြစ်ခဲ့တယ်ဒါပါဘူးအဲ့တော့ပြစ်ချက်တွေလွဲတယ်ပေါ့ဗျာအဲ့တော့လွဲတော့အခုလက်ရှိ AA ဒီမှာရှိလဲဆိုတော့ငါ3 4 6ထဲမှာရှိတယ်ငါ4 4ရဲ့ကျွန်တော်ရိတ်သားကြီးလူပြောဆိုလူပြောကောင်လေးထဲမှာရှိတယ်3 4 6ရဲ့ရိတ်သားကြီးထဲမှာလည်းရှိတယ် ပြီးတော့အဲ့ဒီမှာရှိတဲ့အေးအေးတောင်ကုန်းမြို့ထဲမှာမနေရဆိုရင်အုံနေချင်းတဲ့လူအဲလူလူတော်တော်လေးယာနဲ့ချီပြီးတော်တော်များတယ်လားယာနဲ့ချီပြီးတော့အဲ့တောင်ကုန်းမြစ်မြစ်ပေါ့နော်အဲ့မြစ်တိုင်းတောင်ကုန်းမြို့ကိုဆင်းပြီးတော့ဆက်လီဝေါ်နေလူတွေထပ်ဖြည့်တယ်ထပ်ရောက်လာပြီထပ်ရောက်လာပြီတဲ့ထပ်ဖြည့်ပြီးတော့ဆိုလိုတာတော့ဟိုမှာတိုက်ဆိုင်ကိုဝိုင်းပြီးဆိုတော့ဒီဘက်မှာတိုက်ဆိုင်ဒီဘက်ကိုလာပေါင်းလို့လာပေါင်းပြီးတော့အင်အားလာဖြည့်တယ်ဖြည့်ပြီးတော့အင်အားလာဖြည့်ပြီးတော့လူဟိုတောင်ကုန်းထဲမှာလူ2000လောက်ဖြစ်နေပြီတဲ့အဲ့အေးအေးလေးကြီးပဲအဲ့ရွာအဲ့တောင်ကုန်းမြို့ထဲမှာလည်းအေးအေးလေးအောင်ပွဲခံနေကြတယ်တဲ့မြို့ထဲမှာမြို့ထဲမှာအောင်ပွဲခံနေတယ် ၃၄၆တဲ့မှာတပုံတပင်ရှိတယ်ဟိုပန်းမြောက်ပန်းမြောက်တောင်မှလည်းရှိတယ်ဒီဘက်၃ဟို၅၄လေးကိုလည်းဝင်ပြီးလုံးနေတယ်ဆိုတော့အဲ့အုံနေချင်းနဲ့ရှိနေတယ်အဲ့ဒါကိုတက်ကချိန်မိုးနိုင်မလားလို့မေးရင်တော့ချိန်မိုးနိုင်ဖို့တော့မသေးချာဘူးပေါ့နော်ဆိုတော့ပြောရရင်ကျိုင်းသွားရင်တော့စစ်ဘူးတာမသွားရင်မရောက်ခဲ့အချိန်မီမရောက်နိုင်ခဲ့ရင်အဲ့ငါတောင်ကုတ်၅၄လေးရောစကားက၅ရောနှစ်ခုလုံးဟာနောက်ဆုံးမှာတော့စစ်ကူမျောရင်းနေပဲနောက်ဆုံးသူတို့လည်းအတပေးပေးရမပေးရရင်ဘာခံရလဲဖြစ်သွားနိုင်ချေရှိပါတယ် တော့တက်မလို့လေရလည်းဘာမှမလုပ်နိုင်ဘူးတက်မလို့မြေပြင်စစ်ကူလည်းမလာနိုင်ဘူးရေရောင်းကလည်းမတက်နိုင်ဘူးဘဲကားကမတက်နိုင်တော့ဘူးဆိုတဲ့အနေအထားမျိုးကျွန်တော်တို့တွေ့ရတယ်ဒီသတင်းတွေကိုကျွန်တော်တို့နောက်ဆုံးသတင်းတွေရပါတယ်အဲ့တော့တင်းကြခင်မှာအန်နဲ့တောက်ကုတ်ကလည်းခြေနေမကောင်းနိုင်ဘူးလို့ခြေနေမကောင်းလို့ပဲကျွန်တော်တို့ပြောပြစီဟိုဒါပေမဲ့လည်းလပေါင်းများစွာတောက်ခံပြီးတိုက်ပြီးခဲ့တိုက်ပြီးခဲ့ကြတာတော့ဒါကျွန်တော်တို့ကထဲ့တော့အတိမပြုတ်ရမှာပဲနော်နောက်ကဲတော်မျိုးမေးရတော့ကြိုတင်ခံမလိုက်ရင်မြဲတဲ့မှန်လေးလေးဖြစ်တဲ့အတွက်တော်မျိုးမေးရဒီအသည့်တကောင်တော်ဖြစ်ကောင်းဖြစ်နေမှာပါ။ဒါပဲပြောပြော ော်မျိုးမင်းရဲ့ခံမှန်းမှုတွေအတိုင်းပဲဖြစ်ခဲ့ပါတယ်ဒီမင်းအောင်လိုင်းရေอืมအောက်ချိတ်စတီတွေရဲ့ဘဝကိုပြန်ဆင်းကြည့်အိုးဘယ်လိုဆင်းကြည့်ခိုင်းနေရလဲမမဆင်းကြည့်လို့တော့ဒီခွေးကပလီမွန်တက်ထိုင်းနေတာယူနော်အားကစားကွေးမှာမိမ့်မိန်ခိုင်ပြီးတော့လမယားနေအောင်ရင်နာခခတို့အဲတို့အချိန်တွေကိုစင်ကြည့်လိုက်ပါဦးဘဘကြီးမင်းအောင်လိုင်းရဲ့ဘဘကြီးစိတ်ပြအောင်ဒါမလုံးနဲ့နော်อืมနော် တိုင်းမလို့ရဘူးဘဘကြီးရဲ့ဘဘကြီးတို့ကတော့အာအာကစားကွင်းထဲမှာဟမ်တတရရပဲအောက်ခြေတွေအောက်ခြေရစစ်သီးစစ်တီတွေရဘဝကိုနည်းနည်းလေးပြန်ဆင်းကြည့်အောင်ဘရဲ့ဟမ်ခြေရနေ့ကအန်းကြတယ်ဘဘကြီးဟိုမှာအေးစိပဲလမယားနေ့ကဒေါ်ကျူလာနဲ့ဟွန်းငေါတော့ကနေအထမပြတ်ဘူးဆင်းကြည့်အောင် ငုတ်တော့ရအထမ်းမပြတ်တာမဟုတ်ဘူးငုတ်တော့မေ့နေတာ तू ဘာလို့မသိတော့တာဟုံးဘဘရဲ့อืมဟမ်အိုးလာချိုးချမ်းမြောက်ကျွန်တော်တို့တက်တယ်ကြတယ်ဘဘကြီးဘာလို့နေလဲစုကရေးသီးရရမထွက်ဘူးဟုတ်တယ်နော်စုကရေးသီးရရမထွက်ဘူးအခုရခိုင်အမ်နာခခငါကြတယ်ဘဘကြီးအာကစားကူနေရမထွက်ဘူးမိမ့်မိမ့်ကြီးပဲ ောက်ကြရဲ့အကောင့်တည်းမတွေ့မှာကောင်မဟုတ်ဘူးဟမ်အဲ့ဒါလားခေါင်းဆောင်ဘာရဲ့อืมဒါဘာရဲ့ခေါင်းဆောင်တယောက်မဟုတ်ဘူးခေါင်းချောင်ဖြစ်သွားပြီဟာခေါင်းဆောင်မဟုတ်ခေါင်းချောင်အခုဖန်းစိကန်စစ်တီတွေမိโกကလေးတွေရာမခဘဘဤပါလုတ်ပေးလေဘဘဤပါလုတ်မပါမလုတ်မပေးနိုင်ဘူးအောက်ချိန်မှာဘာတွေဖြစ်နေလဲဘာတွေ မင်းအောင်လိုင်းအနေနဲ့ကတော့သူ့ကိုပြောရတဲ့သူတွေကိုလိုက်ပြီးဖမ်းမယ်ဆိုရင်တော့အရင်တုန်းကတော့သူ့ကိုစန့်ကျင်တဲ့တော်လိုင်းတစ်ဖွဲ့ရလူတွေကပြောလို့ဖမ်းခိုင်းနေပေါ့နော်ခုကျတော့သူ့မှာလိုက်ဖမ်းမယ်ဆိုရင်ဘောမတွေကကိုလိုက်ဖမ်းမယ်အချိန်ကြီးရောက်ကုန်ပြီတနိုင်ငံတော့မှာသူတယောက်ပဲကြံခဲ့တော့မှာဟုတ်လဲဆိုကျူကျူခေါတော်သူ့ကိုညက်ပကြအပြစ်တင်နေဆိုပြီးဖမ်းရင်ဖမ်းအောင်ပါသူ့ဘဝလိုဖြစ်နေတနိုင်ငံလုံးကိုခြံခတ်မဲ့အနေထားဖြစ်ပြီးသူတယောက်တည်းအပြစ်ထွက်နေရတော့မယ်လိုအပ်နေလေကြည်ပါစစ်ကိုစစ်နဲ့တူအောင်တိုက်ဟွန်းနော် စစ်ကိုစစ်နဲ့တူအောင်မတိုက်နိုင်ဘူးစိုးကရည်တီးတဲ့ပဲနေမယ်အားကစားတွေပဲ၆လုံးနေမယ်သူဘဘကြီးအနာယူလိုက်ပါလားဟင်းဘဘကြီးအနာယူလိုက်ပုံမကောင်းလားအဲ့ဒါကလုံးပြောဦးနော်အဲ့ဒါနင်တို့ဘုံမှချင်းချင်းပြောနေရနော်ဘောင်းရခိုင်ကိုအောင်မလုပ်ဘူးဆိုတာဒေါ်ကျူလာပါလို့လားဒေါ်ကျူလာအမျိုးနွယ်တွေမို့လို့လားဟာအေးစော်ကူပြီးဟလာဒေါ်ကျူလာအမျိုးနွယ်တွေကြောင့်လားတမရတော့ထောက်ကနဲ့အဖွဲရနှစ်ဘက်ကွဲတယ်လို့ဖြစ်နေတယ် တက်ဖွဲ့တက်မတော်အာမလို့အာမရဖြစ်တဲ့အဖွဲ့တက်ဖွဲ့တက်မတော်အကြက်တဲကိုနားလဲတဲ့အဖွဲ့တက်ဖွဲ့နှစ်ဖွဲ့ကွမ်းနေပေမဲ့လည်းတက်မတော်ရှိတဲ့စိတ်ကတက်စိတ်ထဲပါပဲအခုကျွန်တော်ထပ်ထပ်ပြောတယ်တက်မတော်အကြောင်းကိရင်နေမိတ္တလာလေးတက်လဲတိမ့်ပြီးပြီရန်ကုန်လဲတိမ့်နေပြီရန်ကုန်ကမှအင်းစိန်ပဲကျန်တော့အင်းစိန်မျိုးနဲ့တကူပဲကျန်တော့တယ်အဲ့ကနေကျွန်တော်တို့တက်မတော်ကပြန်တိုက်လာလိုက်တဲ့အတိုက်ကဒီနေ့ကြီးကြီးလေးဆိုတဲ့တက်မတော်ကြီးပြန်ဖြစ်လာတယ်ကျွန်တော်ပြောချင်တာ အခုအန်းနဲ့နတ်ခကငားမှာစစ်ဖြစ်နေတာမှန်တယ်အာကစားကျွန်တော်တို့ဖွင့်ပွဲတွေလုပ်နေတယ်အဲ့ဒါလုပ်ရမှာလုပ်ရမလဲဆိုရင်သူကနိုင်ငံတကာကိုပြရမှာတို့နိုင်ငံကမင်းတို့တင်နေတယ်လို့စုပ်ပြတ်ပြီးအမြဲစစ်ဖြစ်နေတဲ့နိုင်ငံမဟုတ်ဘူးဆိုတာကိုပြရမှာမင်းကပြအောင်သူ့ရုပ်ကြီးတွေ့ရင်125နိုင်ငံလူရုပ်မာကြီးလူတော်ကြီးညင်ညာထားတာကိုဘာလို့ထက်ပြကြည့်နေပြရတာမလို့အကုန်သိပြီးသွားပြီမင်းတို့စစ်တပ်ကခေါင်းဆောင်မင်းတို့စစ်ကွေးတွေဘာကုန်နေလဲဆိုတာကိုငါတို့ကြည့်ကြတာအထင်ပါတယ် လုပ်ရတယ်စီရေးလည်းလုပ်ရတယ်အကုန်လုပ်ရတာတော့နိုင်ငံတော်လူကြီးတွေသူတို့ကတော့မပြောတင်ဘူးသူတို့ဖိအားမပေးတင်ဘူးဟွန်းကျွန်တော်ပြောတာစစ်တိုက်တယ်ဆိုတာကတုံးမျိုးပဲရှိမယ်တိုက်စစ်လားခံစစ်လားခွာစစ်လားအဲ့အခုက၄ခုမြောက်ပြေးစစ်ပြေးစစ်ပြေးတာပြေးတာတန်းစီပြေးတယ်ပြေးစစ်တုံးမျိုးပဲရှိတယ်အခုကျွန်တော်တို့ဟွန်းတံတော်သားတွေအယောက်တရာလောက်ရှိတယ်စစ်စကန်တစ်ခုကိုအယောက်တစ်ထောင်လောက်ကတိုက်နေကျွန်တော်တို့ကခွာစစ်တုံးရတော့မှာလေ ဟုတ်တယ်မကဲအဲ့ဒါပဲမင်းပြောရတယ်မှာပဲအဖေကပါသွားပြီမင်းတို့အရင်တော့ကရင်ကတက်သိန်းတို့မင်းတို့ပြန်သိန်းနိုင်တယ်ဆိုတာကကရင်တခုတည်းကမင်းတို့ကိုသိမ့်ခဲ့လို့အခုကမင်းတို့သိတဲ့အတိုင်းပဲမင်းတို့ရုပ်တရားတော့ပဲရှိတဲ့စကန်းတော့ရုပ်ထောင်နဲ့ချီပြီးတော့ဝင်ရောက်နေပြီဆိုတဲ့ကတနိုင်ငံလုံးနဲ့တယောက်နဲ့မင်းပါအရင်ဖြစ်နေတာလေမင်းတို့ဘောမလေးတွေအောက်ကဆွဲထားတဲ့ဟာလေးတွတ်တွဲလေးတွေအများကြီးပဲနော်မင်းတို့ကပေါပွားလေးတွေမင်းတို့ဘာတယောက်တည်းနဲ့တနိုင်ငံလုံးနဲ့ရင်ဖြစ်နေတာပါသမားလေးဟွန်းပါလားစီရှုံးတာကခမတို့ယူစားတွေကအခုမှအံပါသွားတယ် ျွန်တော်စစ်ချုံလာလားနှက်ခါကငါပါသွားတယ်ကျွန်တော်စစ်ချုံလာလားအဲ့တော့ရှုံနေလို့မမြင်နဲ့အဲ့ဒါဘတော့မှစစ်ချုံတာမျိုးပြန်တိုက်ယူမှာတက်မလို့ယုံသမ်းမှာဘောကြတယ်ကွာအဲ့လိုမျိုးစိတ်တက်ကိုအဲ့လိုတက်တစ်ခုပြီးတစ်ခုတာပေးပြီးတော့အဲ့လိုမျိုးတာပြောပြီးနေစကန်တစ်ခုပါလာနဲ့တိုင်းတစ်ခုပါလာနဲ့စစ်ရှုံးနေလို့ထင်တာအယူဆတာမှလေအဲ့ဒါစစ်ရှုံးတာမဟုတ်သေးဘူးစစ်ကစားတော့ရှိသေးလားကျွန်တော်နိုင်ငံမပါသေးဘူးနိုင်ငံမကုန်ဘူးကဲတော်လိုင်းတက်ရလဲပြောပါရဲအဲ့လိုမျိုးတာမင်းများကစားပေးပါရဲမင်းတို့ပပကြီးကိုပြောပေးပါဦးနော် ဒီဗီဒီယိုလေးမှာကတော့မြဝတီဆရာတော်ကြီးရဲ့အမှန်တရားတွေကိုဟောကြားနေတဲ့တရားလေးကိုနားမှာဖြစ်ပါတယ်အားလုံးပဲမြဝတီဆရာတော်ကြီးရဲ့သင်ကြားမှုတွေကိုကြားသိရသိရင်တော့ကျွန်တော်တို့ဒီဗီဒီယိုမှာဟောလို့ရပါတယ်ဒါမှမဟုတ်အမှန်တော့အဆက်တဲ့ပစ္စည်းမလူလည်းမလူကောင်းဘူးခွန်ကြီးတွေကအဲ့ဒါပြင်ပေးတင်ပေးရမှာဘုရားကိုရွှေမလူကောင်းဘူးဘုရားကိုငွေမလူကောင်းဘူးလို့အဲ့လိုသင်ရမှာမသိဘူးခွန်ကြီးတွေကလည်း အမသိတော့ဘသူတွေသွားကြိုက်တုံးဆိုအဲဂောပကတက်လုံနေတဲ့အဲ့ဒီစစ်ထွက်တေးတို့အဲသူတို့သူတို့စစ်ဝါစစ်မိတ်ချာတွေလေအဲသူတို့ကောင်းနေကိုအဲ့ဒီနေရာမှာခြားထားတာလေအဲအဲ့ဒီကနေပြီးကနေအမျက်ထောက်နေတယ်အဲ့တရင်နေဘုန်းကြီးတို့တော်တော်အတွင်းတရင်နေကြားရတယ်အဲဂောပကတရင်နေဆိုရင်သူတို့အကုန်အုပ်နေတာလေကြားတယ်မို့လားဗန်ဒီတောင်မဟိုအတူမပေးနိုင်တော့ဘူးဆိုတော့ကြားတယ်မို့လားအဲ့ဒီဖရာဗန္နာလေးဟာအဲ့အရာတွေကိုသူတို့အုပ်နေကြတာ အဲ့တော့ရွှေလူပြန်တော့လေဒီရွှေကြတော့လေဘာတွေအုတ်ကြအောင်ဆိုတော့ကျွတ်ချတာမြင်မြင်ဒီရွှေကိုဟိုပါပေါ့စံမမီတဲ့ရွှေတွေအဲခုနပြောလို့လည်းအစားထိုးထိုးပြီးတော့အဲ့ဒီရွှေတွေကိုတံပိုးယူတော့စံမီတံပိုးတွေယူပြီးတော့ရွှေကောင်းစားတံပိုးတွေယူပြီးတော့မကောင်းတာတွေနဲ့အဲ့ဒီဂောဘကတွေနဲ့အဲ့ဒီအဲ့ဒီအဲ့ဒီစစ်စစ်မိစာဒီခံထားတဲ့ဂောဘကတွေနဲ့အဲသူတို့ဟိုဟာတွေနဲ့ရွှေဆိုင်တွေနဲ့အခုတက်တက်ခံရွှေဆိုင်ရအဲ့ဒါကြောင့်သူတို့ ထောနေကြတာဒါကြောင့်သူတို့စေအုပ်စုကိုကာကွယ်နေတာစေအုပ်စုကြီးပွားမှဖြစ်မယ်စေအုပ်စုဟိုတော့မိစ္ဆာစေအုပ်စုတွေဖက်စစ်စေအုပ်စုတွေသူတို့ဟိုအနာရနေမှဖြစ်မယ်ဆိုတာအဲ့ဒါကြောင့်သူတို့ကအရှူဆိုင်နေနဲ့ပေါင်းပြီးတော့အရှူဆိုင်နဲ့တတိဖြစ်နေတာနေချင်းရချင်းထောနေကြတာအဲ့ဒီဖျားရွှေတွေကိုသူတို့ဝိုင်းအုပ်နေတာဖျားကိုတော့အရွယ်ရင်ခုနပြောလို့မကောင်းတဲ့ရွှေလေးကတ်ထားတာအဲ့လိုဒါကြောင့်မို့နှစ်နှစ်သုံးနှစ်ဆိုရင်တစ်ခါတစ်ခါထက်ခွာပြန်ပြီအနောက်ထပ်ပြန်လှုပ်ရပြန်ပြီ NLD တက်လာတဲ့အခါကျတော့တေချာဒီအားရဲ့ဈေးမြစ်ကိုအကုန်လိုက်တဲ့အခါကျတော့ဒီလိုလုပ်နေတာတိတယ်သွားရောရွှေစစ်ကိုကတ်လိုက်တာသူတို့ပြောတာများဖြစ်အမကန်ကို ဟိုနှစ်90လောက်ကိုအာမခံတယ်လို့ကိုပြောတာဒီရွှေချပြီးရဲ့အဲ့လိုအခုငါနှစ်လောက်နေနေအခုခွာနေအဲ့လိုလှုပ်လိုက်လူခံလိုက်ခွာလိုက်အဲ့တော့ပြည်သူတွေမှာဒီထဲကိုဟိုဗာမိုက်မိစစ်ထောက်တိုင်းတွေဆိုတာဘာလဲဆိုတာဒီမှာပေါ်လာတာပါပဲစစ်ထောက်တိုင်းတွေဟာစစ်တရဲ့ညီညံ့ပြီးတော့စစ်ရဲ့ညီချမှုတွေစစ်တနဲ့ပူးပေါင်းပြီးတော့ဘယ်လိုမျိုးကြီးပေါအောင်လုပ်နေလဲသူတို့တွေကသူတို့ရဲ့ခွင့်ရေးကိုအဆုံးရှုံးမှုအတွက် NLD ကိုခုလိုဖြုတ်ချခဲ့တာဖြစ်ပြီးတော့စစ်တပ်ကိုပြန်မြှောက်လျက်ဖြစ်ပါတယ်ဒါကြောင့်စစ်တပ်ပုတ်မှာပဲမြန်မာနိုင်ငံဟာအန်ရှင်းတဲ့ပြည်သူတွေနဲ့ပဲဒီဆောက်ရည်ရဲ့နိုင်ငံနိုင်ငံဖြစ်လာမှာဖြစ်ပါတယ် ူပန်တက်ဘူးအဖခင်မြင်ရင်ရွှေလူကမယ်ငကတ်ဆွဲချွတ်လူစိမ့်ပြီးချွတ်လူနဲ့အဲ့ဒီစိမ့်ကြီးကအခုကြတော့ရုရှားဟိုကျွေးမပေးနိုင်တော့ရုရှားဟိုစစ်စစ်လက်နက်တွေအတွက်စစ်လေရင်တွေအတွက်အဲ့မယ်ဒီ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 ကောင်းနေသူကုန်းခွာချပြီးတော့အဲ့ရွှေတွေအကုန်လုံးဟိုကိုပေးတာအဲ့ငွေတွေကိုလည်းအကုန်လုံးယူတဲ့ယူပြီးတော့သူတို့ဟိုကိုပေးတာအဲ့အကုန်လုံးအဲ့လိုလုပ်နေတယ်အဲ့လိုဖြစ်နေတယ်ကဲဘယ်လိုလုပ်ကြမှာလဲကျွတ်မှားကုန်ပြီကျွတ်ဖះရွှေလူတာကွာမှားကုန်ဖះရွှေလူချင်းလားဒါအတိလင်းရှိတယ်ဖះရဲ့တီလာထဲမှာရွှေလူမခံဘူးဆိုတာပါတယ် ငွေလူမခံဘူးဆိုတာပါတယ်အဲ့အဲ့ဒါပါတယ်အခုအဲ့ဒါတွေလုံနေလားအပိုဆိုးတာကဆရွယ်ကြီးတောင်တက်ပေးလိုက်သေးတယ်အဲ့အဲ့ဒါရှင်မင်းလေးခက်ကတီဘောတို့မင်းတို့တို့ခက်ကနော်ဘာဖြစ်လို့ तू ရှင် तू ကဟိုလူချင်းတာကိုရှင်မင်းနောက်ဘဝဆက်တိုင်းဖြစ်ချင်တော့အဲဒီလူဆရွယ်ကြီးနဲ့လှူလိုက်လို့ရှိရင်ဆိုပြီးတော့အဲ့ဒါလူစိတ်ကူးလောက်ကြတာအဲ့တော့ဗယံပတာဖရာပုံတွေလည်းပြက်ချင်တိုင်းပြက်အောင်လောက်ကြတာအဲ့တော့အဲ့ဒီဟာကြည့်လိုက်နော်ဒုတိယ မင်းဖြစ်ချင်တဲ့သူကဆလွယ်လူပြီးတော့လုံပြန်ရောတခါရွှေရကျင်တဲ့သူကဘဝစတိုင်ရွှေရကျင်တဲ့ရွှေပေါ်ကျင်တဲ့သူကစိန်ရကျင်တဲ့သူကစိတ်နေလူတယ်ဗျာအငွေရကျင်တဲ့သူကငွေတွေလူကြနေဆိုပြီးတော့အဲ့ဒီလူသူတို့အတ္တအတွက်လောက်ကြတာတွေဖြစ်ကုန်တာဘယ်မှဓမ္မမရှိဘူးပြောဒါကြောင့်မလို့အဲ့ဒီလူတဲ့သူတွေနောက်အိမ်တွေလိုက်ကြည့်ဘယ်တော့မှအကျင်နာတရားမရှိဘူးသူတို့အလုတ်သမားတွေပေါ်မှာကြရက်ဆက်တလားမမင်းနဲ့နောက်စီးပွားရေးရှာလာမှာဘယ်တော့မှအတ္တကိုချင်းတရားမရှိဘူးဓမ္မမရှိဘူးသူရက်ဆက်ဆက်ရှာတာပဲအဲ့လူတွေအဲ့အဲ့လူတွေအဲ့တော့ပြောချင်တာကဒီ 呃，普大湖养山里家了，那普大也南美个养山里家了，C D 里,里的路，地势里,里的路，那不地是地 C 里的，我跟你说啦，哎，你也冇表路 C D 的，都把普大有金牛的你？Beauty 也金牛啊啦冇、啊，啊个都话表地白要,要多啦，冇普达白冇要不也，拉白要多啦，有的修学生那也天气也白冇啦，他也在学生你到天气养路家了，爱他白先先表演。 တော့ဘုရားကို beauty နဲ့အဲ့လိုကြည်ကြတာ beauty ရှုလောင်းကကြည်ကြတာအလှပရှုလောင်းကကြည်ပြီးတော့ဟာဒီလိုကြီးလှဟာယတနာတွေနဲ့ဟာဆိုပြီးတော့အဲ့ဒီမှာအဲ့ဒီဟာကို तू ကမိုင်းမှန်းမသိဘူးဖြစ်တာဘာသာကြီးမိုင်းမှန်းမသိဘူးဖြစ်တာနောက်အလွဲဖြစ်နေမှလည်းမသိဘူးဒါတွေမဟုတ်ဘူးဘုရားကရွှေမရှိမှဗုဒ္ဓရဲ့အရသာဟာဗုဒ္ဓကိုအားကြကြည့်ရင်တောထဲမှာနေတယ်ဘာပစ္စည်းမှမရှိဘူးအဲ့ဒါကိုအားကြပြီးတော့ကိုလည်းပဲဘာပစ္စည်းမှမလိုချင်ဘူးလို့အတုလိုက်မှဒါမှဘာသာကြီးအစစ်မှာ အခုတော့ဒီစိတ်ကြီးတွေဒီရွှေကြီးတွေကြီးပြီးတော့ပိဋိတွေဖြစ်ဒါပဲဗုဒ္ဓဂုံထင်လို့ထင်နေဆိုအလွဲဘာသာရေးတွေဖြစ်ကုန်အခုကျတော့အဲ့ဒီလှူတဲ့ဟာတွေကကိုယ်တတ်မဲ့ဟာတွေဖြစ်ကုန်တာအဲ့စိတ်တွေအဲ့ရွှေတွေကကိုယ်တတ်တာတွေဖြစ်ကုန်တာနောက်လှူရဲ့လှူကြပေါ့လေအဲ့ဒါပဲဘုန်းကြီးတို့တော့ပြောချင်တာမျိုးတွေအားလုံးပဲကျွန်တော်ရဲ့ကိုကြက် revolution channel လေးမှာတော့အတင်းအစည်းအဝေးတွေနဲ့ဗီဒီယိုလေးတွေကိုတော့မြန်မာစံတော်ချိန်မနက်7:00နာရီခွဲနဲ့မြန်မာစံတော်ချိန်ညနေ6:00နာရီခွဲမှာ ရည်စဉ်တနည်းမှဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားပြီးရောလေးအားပေးပြကြဖို့တောင်းဆိုလိုက်ပါတယ်